မင်္ဂလာပါရှင်ခေတ္တတရင်ဌာနကနေတရင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ရိုဟင်ဂျာများအပါအဝင်မြန်မာပြည်သူများခံစားနေရသည့်ဒုက္ခဆင်းရဲများကိုသိရှိနားလည်လျင်စစ်တပ်ကိုထောက်ခံမှုအပေးရန်နှင့်အထူးရောက်အလိန်ညာရွေးကောက်ပွဲကိုစန့်ကျင်ကန့်ကွက်ရန်နိုင်ငံတကာသို့တမ်းမတ်ကြီးဦးကျော်မိုးထွန်းတိုက်တွန်းနေဆိုတဲ့တရင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရိုဟင်ဂျာများအပါအဝင်မြန်မာပြည်သူများခံစားနေရသည့်ဒုက္ခဆင်းရဲများကိုသိရှိနားလည်လျင်စစ်တပ်ကိုထောက်ခံမှုမပေးရန်နှင့် စစ်တပ်အတူရောက်အလိညာရွေးကောက်ပွဲကိုစန့်ကျင်ကပ်ကွမ်းကြရန်နိုင်ငံတကာသုခုလသမဂ္ဂဆိုင်ရာမြန်မာအငြိမ်းတမ်းကိုယ်စားလှယ်တာမကြီးဦးတော်မိုးထွန်းကတိုက်တွန်းလိုက်ပါတယ်စက်တင်ဘာလ30ရက်နေ့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်အဆောက်အုံတွင်မြန်မာနိုင်ငံရှိရိုဟင်ဂျာမွတ်စလင်များနှင့်အခြားသောလူနည်းစုများ၏အခြေအနေဆိုင်ရာအစည်းအမြစ် conference high level conference on the situation of rohingya muslim and other minority တွင်၎င်းကအထက်ပါတိုက်တွန်းလိုက်ခြင်းဖြစ်ပါသည် ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမတ်ကြီးဦးကျော်မိုးထွန်းကရိုဟင်ဂျာမွတ်စလင်များ၏အခြေအနေသည်ကာလကြာမြင့်စွာဖြစ်ပေါ်နေပြီးကြီးလေသောလူသားချင်းစာနာထောက်ထားမှုနှင့်လူခွင့်ရေးဆိုင်ရာအကြက်အတဲကိုဖော်ပြလျက်ရှိကြောင်းလက်ရှိအခြေအနေ၌စစ်တပ်ကရခိုင်ပြည်နယ်အပါအဝင်မြန်မာနိုင်ငံအနှံ့ပြားကိုလေကြောင်းမှပုံကျဲတိုက်ခိုက်မှုများပြုလုပ်နေခြင်းကြောင့်ရိုဟင်ဂျာများနေရက်တို့ဘေးကင်းလုံခြုံစွာတိတ်ခါရှိစွာဆန္ဒအလျောက်ပြန်လည်တွားရောက်နိုင်ရေးအတွက်အချိန်တို့အတွင်ဖြစ်လာနိုင်ပေအလားအလာဤတို့များမတွေ့မြင်ရကြောင်းပြောဆိုပါတယ် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်2021ခုနှစ်တွင်ရိုဟင်ဂျာအရေးအတွက်မူဝါဒယက်တီချက်ကိုအတည်ပြုထုတ်ပြန်ခဲ့ပြီးရိုဟင်ဂျာအရေးကိစ္စဖြေရှင်းရေးကိုအစိုးရမှလျှောက်လန်းနေသည့်ပင်မပန်းနိုင်ဤတစ်စိတ်တစ်ပိုင်းအဖြစ်ဂတိကဝတ်ပြုထားကြောင်းနေရက်ပြန်လည်သွားရောက်ရေးအတွက်အထောက်အပံ့ဖြစ်စေမဲ့ပတ်ဝန်းကျင်ကောက်တစ်ခုဖန်တီးနိုင်ရေးအတွက်စစ်အာဏာရှင်စနစ်နှင့်အယက်သားပြည်သူလူထုအပေါ်၎င်းတို့ကျူးလွန်နေသည့်ရက်ဆက်ကြမ်းကြုတ်မှုများအားခြုံငင်းရေးတို့ကိုဦးစွာဆောင်ရွက်ရန်လိုအပ်ကြောင်း၎င်းကဆိုပါသည်ရိုဟင်ဂျာများအပါအဝင် မြန်မာပြည်သူတရက်လုံးခံစားနေရတဲ့ဒုက္ခဆင်းရဲများကိုကောင်းစွာသိရှိနားလည်ပြီးဖြစ်တဲ့ပြင်စစ်တပ်အားနိုင်ငံရေးစစ်ရေးနဲ့ငွေကြေးအရာထောက်ပံ့မှုမပေးရနှင့်၎င်းတို့စီစဉ်နေသည့်အတုရောင်အလိညာရွေးကောက်ပွဲကိုပြင်းပြင်းထန်ထန်ဝိုင်းဝန်းဆန့်ကျင်ကန့်ကွက်ကြရန်နိုင်ငံတကာအသိုက်အဝန်းကိုအကြံပြုလိုကြောင်းရိုဟင်ဂျာမုစလင်များနှင့်အခြားသောလူနေစုများ၏အခြေအနေအားဖြေရှင်းရာတွင်ပြဿနာဤစစ်မြေအားမဖြေရှင်းပေမဖြစ်နိုင်ကြောင်း စစ်အာဏာရှင်စနစ်နဲ့၎င်းတို့မတရားသိမ်းယူထားတဲ့အာဏာနဲ့၎င်းတို့အစဉ်တစိုက်အကျိုးခံစား권ရရှိနေသည့်ပြစ်ဒဏ်ကင်းလွတ်ခွင့်အောင်ခြုံငိမ့်နိုင်မှသာလျှင်ရလက်ကောင်ဖော်ဆောင်နိုင်ပြီဖြစ်ကြောင်းတမ်မတ်ကြီးကသတိပေးပါရယ်စစ်တပ်ရဲ့အတင်းအကျပ်စစ်မှုထမ်းခိုင်းစေခြင်းကလည်းရိုဟင်ဂျာမိသားစုများနဲ့အခြားသောလူနည်းစုများအပါအဝင်အိမ်နောက်စုအလုံးအတွက်ချိန်ချမှုဖြစ်နေကြောင်းအပီပီဆိုင်ရာမှုကင်းခွင့်ရများသည့်လည်းမြန်မာနိုင်ငံတွင်လုံခြုံသည့်ရဝန်အားခြေကုပ်ယူထားကြောင်းရိုဟင်ဂျာအကျပ်အတဲအတွက် စစ်မှန်ရိုးရှင်းသောအားလုံးပါဝင်သော Federal Democracy ကသာလျှင်အလားအလာကောက်မှွန်သော ရေရှည်တည်တတ်သော ဖြည့်ရှင်းဤကိုစောင့်ကျဉ်ပေးနိုင်မည်ဖြစ်ကြောင်းတမ်မတ်ကြီးကထုတ်ပေါ်ပြောဆိုခဲ့ပါသည်။မြန်မာနိုင်ငံရှိရိုဟင်ဂျာမွတ်စလင်များနှင့်အခြားသောလူနည်းစုများ၏အခြေအနေဆိုင်ရာအဆင့်မြင့်ကွန်ဖရင့်သို့ကုလသမဂ္ဂအထွေထွေညီလာခံသဘာဝပတ်တီကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရုံးမှရှက်တီဂက်ဗနန်ဝူမန်ပီးစ်နက်ဝက်မြန်မာတည်ထောင်သူနှင့်အမှုဆောင်ညွှန်ကြားရေးမှူးမတ်ဝေဝေနု ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဤမြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Arakan Youth Peace Network တည်ထောင်သူ Mr. Rovit Hasan ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး Mr. Rovit Hasan ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး Mr. Filippo Grandi Refugee Women for Peace and Justice ၏အမှုဆောင်ညွှန်ကြားရေးမှူး Mrs. Lucky Karen လူခွင့်ရေးဆိုင်ရာမဟာမင်းကြီး Mr. Bokatra Rohingya Student Network တည်ထောင်သူ Mr. Mount Sawit Drala နှင့် အာဆီယံဥက္ကဋ္ဌ၏အထူးကိုယ်စားလှယ်အေရှီမာစတာအာသမန်ဟက်ဆန်တို့တက်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။ဆက်လက်ပြီးလေခစ်ကော်တိုက်ပွဲပြင်လေချောင်းပုံကျဲတဲ့ဆိုတဲ့သတင်းကိုကျင်းဆက်ပြီးတော့မှာဖြစ်ပါတယ်။တိုင်းမြမာနယ်စပ်မြို့ကရင်ပြည်နယ်မြဝတီမြို့တောင်ပံကိုးမိုင်ခန့်အကွာရှိလေကစ်ကော်မြို့တစ်ကိုပြန်လည်ထိန်းချုပ်နိုင်ရန်စစ်တပ်ကစက်တင်ဘာ21ရက်မှစ၍စစ်ကြောင်းထိုးလှုပ်ရှားနေရာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းစစ်ကြောင်းနဲ့တိုက်ပွဲများနှိမ့်စင်ဒီပါဖြစ်ပွားနေပြီးရှင်းနေလေးချောင်းပြစ်ကူတောက်လျှောက်သုံးကတိုက်ပွဲပြင်းထန်ကြောင်းဒေသခံများကပြောပါတယ်ရှင်းနေနဲ့အစောပိုင်းကတည်းကလက်နက်ကြီးလက်နက်ငယ်တန်းများဖြင့်နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများရှိနေခဲ့ရာနေ့လယ်၂နာရီခန့်၌တိုက်လေရန်ဖြင့်ဘုံကျဲကလက်ခတ်တောင်ကြောက်ကူမြောက်ဝတီခလာရ295တပ်တို့မှလက်နက်ကြီးပြစ်ကူများတောက်လျှောက်ပေးနေကြောင်းသိရပါတယ် လေကိတ်ကော်ဒေတာကန်အမျိုးသမီးတဦးကလေရင်လာသွားတာနှစ်ကြိမ်ရှိပြီးဘုံလေချတဲ့ဆက်လက်နဲ့လည်းပတ်ပြစ်သွားတယ်။အခုအထီးကဖြစ်နေတာထီးမဲ့ဝါကီဘက်မှလေချောင်းရော့လက်နဲ့ကြီးရောထောက်လျှောက်ကြတော့ရွာကအတော်ကြည်နေပြီဟုပြောပါတယ်။လေကိတ်ကော်တိုက်ပွဲအတွင်းစစ်တပ်ကလေကိတ်ကော်မျိုးမြောက်ဖက်နဲ့အရှိမြောက်ဖက်ရှိမဲထော်တလီပဟိကလောထီးမဲ့ဝါကီလမ်းကြောင်းမှအင်အားအလုံးရင်ဖြင့်ထိုးစစ်ဆင်နေပြီးထီးမဲ့ဝါကီကိုထိန်းချုပ်နိုင်လျင်မြောက်ဝတီဘောလီလမ်းပိုင်းကို ဟလူမင်းလက်ပံဒေသတိဖိုးနိုင်ပြီဖြစ်သလို၄ GB ကော်မျိုးတက်ထဲဝင်ရောက်နိုင်သည့်လမ်းကြောင်းများပွင့်သွားပြီဖြစ်ကြောင်းဒေသခံများထံမှသိရပါသည်လက်ရှိတွင်စစ်တပ်သည်၄ကီကောရေကန်ကုန်စခန်းကိုပြီးခဲ့တဲ့ရက်ပိုင်းအတွင်းထိန်းချုပ်နိုင်ခဲ့သလိုစစ်တပ်လက်အောက်ခံကရင်နေကြဆောင်တန်း BGF သည်လည်း၄ကီကောမျိုးတဲ့ရှိရက်ွက်နေရာတချို့၌ဝင်ရောက်နေရယူထားကြောင်းဒေသခံများနှင့်မြေပြင်ရဲဘော်များကပြောပါရယ် ဆက်လက်ပြီးဗရန်တက်နယ်မှာထွက်လာသည့်စစ်ကောင်စီစစ်ကြောင်းရှေးထွက်မိုင်းဆွဲခံရပြီးတက်ပြတ်ထွက်ပြေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။မကွေတိုင်းဗရန်တက်နယ်ကန်တုတ်စစ်စေးရေကိန်းမှာထွက်လာသည့်စစ်ကောင်စီစစ်ကြောင်းတော်လန်ရေးပူပေါင်းတပ်များဤတိုက်ခိုက်ခြင်းကိုခံခဲ့ရကြောင်းသိရပါတယ်။ရှမန်နီအော်တိုဘာတရက်ကန်တုတ်စစ်စေးရေကိမှာအင်အား80ဝန်းကျင်ဖြင့်ပသိမ်မုံရွာလမ်းအတိုင်းတောင်ဘက်ရွှေချောင်းရှမ်းတက်ဘက်သို့ထွက်လာစဉ်မြို့တစ်လမ်းပေါက်ဈေးကြီးဘက်တွင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါသည် စစ်ကြောင်းကကပ္ပစထုံထုတ်လာတဲ့တက်တွေဆိုတော့မိုင်းခွဲဟန်တာတော့ရှိသေးတယ်ပြစ်ထောက်လိမ့်မောက်တောင်မလို့ရသေးပဲတခါတည်းတက်မှောက်ပြီးဖုံးနဲ့စစ်ကူပေးဖို့အော်တော့တာပဲဟုစီရီသတင်းရင်းမြစ်ကပြောပါတယ်စစ်ကောင်စီတက်များသည့်မင်းဘူးအမ်ဗရန်တမဆန်တဝက်28မိုင်28မိုင်ဝင်းကျင်တွင် မော်တော်ယာဉ်၄စင်းဖြင့်တက်ဖြောက်ပြီးခင်းပုံဝိလျက်ရှိကြောင်းသိရပါတယ်စစ်ကောင်စီနှင့်တော်လှန်ရေးတပ်ဖွဲ့များနေရီကန်စက္ကန့်အနည်းတွင်တိုက်ပွဲဖြစ်ပွားခဲ့ပြီးဘုံတော်မှလက်နက်ကြီးများဖြင့် မက်ရီကန်စက်ခန်းဘက်သို့ပြစ်ကူတိုက်ခိုက်ခဲ့ပြီးယမန်နေအော်တိုဘာလာ၁ရက်နေ့ည၁၀:၀၀ခန့်မှစ၍အတွဲလိုက်ခြုံများပြန်မှပြစ်ခတ်ခဲ့ကြောင်းသိရပါသည်။ပြီးခဲ့သည့်ရက်ပိုင်းကမာဆာခ905အတွင်မှစစ်တုံးကားကြီး၅စီးဖြင့်အင်အား၁၀၀ခန့်ကိုကျောက်ဆောင်ရွာသို့စစ်ကူပေးပို့ခဲ့သည်။ကျောက်ဆောင်ရွာတွင်လည်းပြီးခဲ့သည့်ရက်ပိုင်းအတွင်တိုက်ပွဲဖြစ်ပွားခဲ့ကစစ်ကောင်စီတပ်ဖွဲ့ဝင်၂၀ခန့်ထိ傷မှုရှိခဲ့ကြောင်းသိရသည်။ ဆက်လက်ပြီးကရင်နီနဲ့ကယန်းဒေသတိုက်ပွဲများတွင်စက်တင်ဘာလအတွင်းအကြမ်းဖက်စစ်တပ်စစ်သား15ဦးသေဆုံးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ကရင်နီနဲ့ကယန်းဒေသတိုက်ပွဲများတွင်2025ခုနှစ်စက်တင်ဘာလတလအတွင်းစစ်တပ်ဘက်ကစစ်သား15ဦးသေဆုံးခဲ့ကြောင်းတိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF ကကြေညာထုတ်ပြန်ပါတယ်။ ကရင်နီနှင့်ကယန်းဒေသကိုစစ်တပ်ကစစ်ကြောင်းထိုးလာမှုကြောင့်စက်တင်ဘာလအတွင်းဒေါ်လန်ရေးတပ်ဖွဲ့များနှင့်တိုက်ပွဲ၁၆ကြိမ်ဖြစ်ပွားခဲ့ပြီးစစ်သား၅ဦးသေဆုံးခဲ့ကြောင်းဖော်ပြထားပါသည်။ထိုးထုတ်စစ်ကြောင်းထိုးလာမှုနှင့်အတူစက်တင်ဘာလအတွင်း၄ကြောင်းတိုက်ခိုက်မှု၈ကြိမ်ပြုလုပ်ခဲ့ပြီးလက်နက်ကြီးရုံတိုက်ခိုက်မှုများလည်းပြုလုပ်ခဲ့သည်။ပြည်ကသည့်စက်တင်ဘာလအတွင်းစစ်တပ်၏အကြမ်းဖက်မှုများကြောင့်အယက်သားလေးဦးသေဆုံးခဲ့ရပြီးဖျားချောင်းတစ်ခုပျက်စီးဆုံးရှုံးခဲ့ရသည်စစ်တပ်သည်ဗအုပ်ပြည်သူစေ PNO တို့နှင့်ပူးပေါင်းကာဂီနီပြည်နယ်အတွင်းဝင်ရောက်နိုင်ရန် ရှမ်းခရင်နီနယ်စပ်မိုးပြဲမြို့ဖေကုံမြို့နယ်တောင်စလုံးကျေးရွာနယ်ဖရူโซဘောလက်ခဲလမ်းမကြီးတို့တွင်စစ်ရေးလှုပ်ရှားမှုများပြုလုပ်ခါစစ်ကြောင်းထုံးနေကြောင်းကင်နီအမျိုးသားများကာကွယ်ရေးတပ် KMTF ကစက်တင်ဘာလ28ရက်နေ့တွင်ထုတ်ပြန်ထားသည်ထို့သောစစ်တပ်ကထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင်းတော်လိုင်းရေးတပ်ဖွဲ့များနှင့်တိုက်ပွဲများပြင်းထန်နေသည့်အတွက်ပြည်သူများအနေဖြင့်လုံခြုံရေးသတိရှိရန်နှင့်နေမြေကန်တော်လိုင်းရေးတပ်ဖွဲ့များ၏ထုတ်ပြန်ချက်များကိုလိုက်နာဆောင်ရွက်ကြရန်တိုက်တွန်းထားပါသည် ပြီးခဲ့တဲ့ဩဂုတ်လ29ရက်နေ့ကလည်းဂျီမော့ဆိုမျိုးငွေတောင်ရွာတစ်တွင်တက်ဆွဲထားသည့်စစ်ကော်မရှင်တပ်သားများကိုခီနီဒေါ်လာရေးတပ်ပေါင်းစုကတိုက်ခိုက်ခဲ့ရာစစ်ကော်မရှင်တပ်သား15ဦးထပ်မံတေဆုံးခဲ့ပြီးလက်နက်6လက်သိမ်းဆီးရမိခဲ့ပါသည်ကျမိုက်တဲ့ရင်တင်ဆက်မှုကိုဒီမှာပဲရနာအခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။